ေနတဲ့အသိဉာဏ်ပညာဖြင့်တံပိုးရှိတဲ့ကုလိုစိတ်ကလေးတွေဖြစ်အောင်ကြိုးပမ်းအားထုတ်ကြည့်ကြမယ်ပေါ့နော်ကုလိုကောင်းမှုဆိုတာကတူရစုလိုက်မယ်ဆိုလို့ရှိရင်ဒါနရဲ့သီလရဲ့တမာတိရဲ့ပညာရဲ့လို့၄မျိုးရှိအဲ့ဒီ၄မျိုးထဲမှာပညာကတော့အကြီးအသေးအမြင့်မားဆုံးကောင်းကျိုးချမ်းသာကိုအဖြစ်ထွန်းစေနိုင်ဆုံး ကုသိုလ် ဒါနကောင်းမှုပြုရင်းဖြင့်တီလာလဲဆောက်တည်ထားတယ်။တရားစကားကို အာယုံဆိုင်ပြီးတော့ထိုက်တဲ့တမာရီကုလိုကိုလည်းဖြစ်အောင်ကြိုးစားမယ်နော်။အဲ့ဒီတမာရီကုလိုကိုအကြောင်းပြုပြီးတော့ဒီတရားစကားကိုနားထောင်ရင်းဖြင့်အသိဉာဏ်ပညာဒီဟူသော အမျက်ဆုံးအကောင်းဆုံး ကုလိုကိုလည်းပဲရအောင်ယူကြမယ်နော်။ တော့ပညာဆိုတာဘာတုံးလို့ပညာရဲ့သဘောတဘာဝကိုဝေဖန်စီစစ်ကြည့်မယ်ဆိုရင်လူရင်းပညာရဲ့အဓိပ္ပာယ်ကဘဝရဲ့အကြောင်းကိုအမှန်ကန်သိမြင်နားလည်တဲ့သဘောပဲဘဝဆိုတဲ့နေရာမှာလည်းပဲအဓိကကိုယ်ဘဝရဲ့အကြောင်းကိုသိဖို့ကိုယ်ဘဝရဲ့အကြောင်းကိုသိရင်သူများဘဝရဲ့အကြောင်းကိုလည်းသိမှာပဲ ုဘဝရဲ့အကြောင်းကိုသိရင်တလောကလုံးကိုသိမှာပဲသိရင်သိသလောက်ဉာဏ်ပညာကြီးမားတယ်လို့ဆိုရတယ်ပေါ့အဲ့တော့ကိုဘဝရဲ့အကြောင်းကိုသိဖို့ဆိုတဲ့နေရာမှာဘဝကဘလို့ဖြစ်နေတာတော့ဘဝကအခုလက်တွေ့ကြကြပြောရရင်တွေ့နေရကြုံနေရတာတွေကို အပြီးပိုင် ထားခဲ့ရင်ဖြင့် ဆက်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 ဖြစ်နေတယ်ခုရင်လေးဖြစ်ခဲ့တဲ့ကိစ္စတွေအတွေ့အကြုံတွေဘုံဘုံတို့အပီးပိုင်ချုပ်ပြောက်သွားပြီရှိတော့ပြီးခဲ့ပြီဘယ်မှာမှရှာလို့မတွေ့နိုင်တော့ဘူးဒါပေမဲ့ဘုံဘုံတို့ကဒီအတွေ့အကြုံတွေဒီအဖြစ်ပြက်တွေ ထပ်ပြီးတော့ဖြစ်เสียတွေ့เสียကြုံเสียအကြောင်းတရားတွေကအများကြီးရှိနေတာဆိုတော့ထပ်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 ပြီးတော့တူညီတဲ့အတွေ့အကြုံတွေကိုထပ်ပြီးတော့ဘုန်းဘုန်းတို့ကတွေ့ကြုံရတယ်ထပ်ထပ်ပြီးတော့ဖြစ်နေပိုးရှင်းအောင်ပြောရရင်ဘုန်းဘုန်းတို့ကထပ်ထပ်မြင်နေရတယ်ထပ်ထပ်ကြားနေရတယ်ထပ်ထပ်တွေးမိနေရတယ်ထပ်ထပ်ပြီးတော့စိတ်ထဲမှာဆင်းရဲရတယ်ထပ်ထပ်ပြီးတော့စိတ်ထဲမှာချမ်းသာရတယ် ထပ်ထပ်ပြီးတော့လောဘဒေါသတွေဖြစ်ရတယ်ထပ်ထပ်ပြီးတော့ကုသိုလ်ဘက်ကလည်းပဲကောင်းတဲ့စိတ်တွေဖြစ်ရတယ်ဒါဘဝရဲ့အကြောင်းကိုသိတာပညာဆိုတော့ဘဝရဲ့အကြောင်းကိုသိဖို့စပြောတယ်ဘဝဆိုတာဘာတုံးဘလို့ဖြစ်နေတာတုံးအတွေ့အကြုံတွေကိုအပြီးပိုင်ထားခဲ့ရင်နဲ့အတွေ့အကြုံအစ်စ်တွေကိုဆက်ဆက်ရင်ဆိုင်ရင်းဖြင့်သွားရတယ်ရက်နေတာမဟုတ် သောသောကကားစီးပြီးတော့လာခဲ့ကြနော်ကာလံဘေးမှာရှောက်ကြည့်လိုက်တဲ့အခါကျတော့မြင်ကွင်းမျိုးစုံရိပ်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 နဲ့နောက်ကြံရစ်ခဲ့ကြတယ်မြင်ကွင်းအစ်စ်အစ်စ်ကိုထပ်ထပ်မြင်တယ်မြင်ပြီးတိုင်းမြင်ပြီးတိုင်းမြင်ကွင်းဟာလည်းပဲကြံရစ်တယ်အဲ့ဒါနဲ့အလွန်တူတယ်ကျွတ်တို့ဘဝရဲ့အခုဖြစ်နေတဲ့အနေအထားလေးက အတွေ့အကြုံအစ်စ်တွေထထထထဖြစ်နေတယ်အခုအတွေ့အကြုံအစ်စ်တွေဖြစ်နေအဲ့ဒါကိုဘုံဘုံတို့ဟာသာဝရထားခဲ့ရင်းနဲ့နှုတ်ဆက်ချိန်တောင်မရဘူးနော်တောက်လျှောက်ပြီးပျောက်သွားတယ်တောက်လျှောက်အစ်စ်အစ်စ်ထထပြီးတော့ဘုံဘုံတို့တွေ့ကြုံရတယ်ဘုံတို့စိတ်ထဲမှာဘလောက်အရေးပါတယ်လို့ပဲထင်ရတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်သိအရေးမပါဘူးလို့ထင်ရတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ဘယ်အတွေ့အကြုံမျိုးမဆို့ တူညီစွာပဲပျောက်ကွယ်သွားတယ်။ဘုံတို့ရေးပါတယ်ထင်လို့လဲသူကအကြာကြီးနေမှာမဟုတ်။အရေးမပါဘူးထင်လို့လဲအကြာကြီးနေမှာမဟုတ်။တူညီစွာပဲပျောက်ကွယ်သွားတယ်။အဲ့ဒါအနေဆာဆိုတာအဲ့ဒါပြောတာ။အဲ့ဒါလို့ဘုံတို့ဟာပြီးဆုံးပျောက်ကွယ်သွားကြရင်ဖြင့်အဲ့ဘညာနဲတဲ့အခါကျတော့မမြင်ဘူး။ ဒီတိုင်းဒီတိုင်းယက်တည်နေတယ်အမြဲဖြစ်နေတယ်အမြဲရှိနေတယ်လို့ထင်နေတာအဲ့လိုပျောက်ွယ်ပျောက်ွယ်သွားရင်းနဲ့နောက်ဆုံးတစ်နေ့မှာအခုဘသူပါဘဝပါလို့ပြောဆိုနေရတယ်ပြည့်ညက်ရတယ်ဒီကိုကောင်ကြီးတောင်လုံးဝပျောက်သွားအစာနာတောင်ရှာလို့တွေ့တော့မှမဟုတ်တော့တုံမကြီးဆိုရင်မိပါရီရှိသေးလားရှိတော့ အယိုးပြတောင်ရှိခြင်းမှရှိတော့နော်သူတို့ရဲ့ဘိုးဘွားတွေဆင်ဆက်အကုန်လုံးပါတော့ပျောက်သွားကြတယ်ကျွတ်တို့ကလည်းပဲအဲ့လိုပျောက်သွားမဲ့နေရာတွေပျောက်သွားမဲ့အခြေအနေတွေကိုသွားနေတာအဲ့လိုသွားနေတာကိုရိုးတန်းတန်းသွားတာမဟုတ်ပျောက်ရင်းနဲ့သွားတာအပြက်လေးပြက်ရင်းနဲ့အပြက်ကြီးပြက်မဲ့စီကိုသွားတာအပြက်လေးပြက်တယ်ဆိုတာအနိစ္စကိုပြောတာအပြက်ကြီးပြက်တယ်ဆိုတာမရဏကိုပြောတာ ဘဝရဲ့အကြောင်းကိုသိတာပညာဟုတ်ပြီအဲ့လိုဆိုရင်ဘဝဆိုတာဘလို့သဘောရှိတာတော့ဘဝဆိုတာခုပြောနေအပြက်လေးပြက်ရင်းနဲ့အပြက်ကြီးပြက်ရမယ်စီကိုသွားနေရတာဇုံးမရက်နေလို့မရဘူးကျွတ်တို့အိမ်မောကြနေတဲ့အချိန်မှာတော့မှအဲ့ဒီသွားတဲ့အလုပ်ကိုလုပ်နေရတယ်ကျွတ်တို့တိတိမတိတိကျွတ်တို့စကားပြောနေတဲ့အချိန်ကျွတ်တို့တမင်းစားနေတဲ့အချိန်ကျွတ်တို့ရှောက်တွေးနေတဲ့အချိန် ကျွတ်တော့ကျွတ်တော့အလုံးနဲ့ကျွတ်တော့ဘာတွေပဲလှုပ်လို့နေနေဒီသဘာဝတရားကြီးကလည်းသူ့အလုံးကိုမမိတ်မတုံအမြဲတမ်းမရမနာတာဝန်ကြည်တယ်အမြဲတမ်းလှုပ်နေသူ့တာဝန်ကဘာတုံးဆိုတော့ပျက်စီးရင်းနဲ့ပျက်စီးခြင်းစီကိုသွားတဲ့တာဝန်ပဲအဲ့ဒီတာဝန်ရက်လို့မရအဲ့ဒါလိုနဲ့ဘုံဘုံတို့အပြည့်ကြီးပြက်ကြရရောပြည့်ကြီးပြက်တော့ပြောရရင် နားလေလွယ်တဲ့ဟောရတာသုံးပြောရရင်ဇလန်းတစ်ပုတ်ပြီးသွားတယ် ။နော်ဒီဇက်လမ်းမှာလူတိုင်းလူတိုင်းကကိုယ်ဇက်လမ်းမှာကိုယ်ဇက်လိုက်ပေါ့။ကိုယ်ဇက်လိုက်ဆိုရင်ကိုယ့်အတွက်လူချမ်းလည်းရှိမှာပါနော်။တချို့ပြောရတာရှိရဲ့လေ။ရေဇက်ပါလို့တွေ့တာမဟုတ်ဘူး။ဝေကျွေးဆက်ရဖို့တွေ့တာ။တွေ့နေရတဲ့လူတွေပေါ်မှာမကျေနပ်တဲ့အခါအဲ့လိုပြောကြတယ်။အဲ့လိုလူတွေကိုတော့ကိုယ်ကဘလို့ထင်ပါလဲ။ငါဘဝရဲ့လူချမ်းနေ ကိုစိတ်တိုင်းလေးကြပြီဆိုရင်တော့အော်ဒါတော့ငါပါရမီဖြည့်ပဲနဲ့တူတယ်ဟုတ်လားတဖုံးတို့သေးပြီပြက်ပြီဆိုတော့ဇလန်းတပုတ်ပြီးသွားကလကချပြီးတာနဲ့ရက်မာလားဆိုတော့မရက်ဘူးကျွတ်တော့ဒါတော့ယုံကြည်မှုနဲ့လက်ခံထားတာနော်ဒီဘဝပြီးတာနဲ့နောက်ထပ်ဘဝတစ်ခုဟာတောက်လျှောက်ဆက်ပြီးတော့ဖြစ်လိမ့်မယ် ခုဒီဘဝဖြစ်ခဲ့တာလဲအရင်ဘဝပြီးတာနဲ့ဒီဘဝတော့ရောက်ဆက်ဖြစ်ခဲ့တာလို့ကျွတို့အဲ့လိုယုံကြည်ထားတယ်။အဲဒါကိုကျွတို့တကယ်သိသလားဆိုတော့တကယ်တော့မသိပါဘူး။ဒါပေမဲ့ယေရှုဘုရားရဲ့တပ်ပင်ညူတဉဏ်ကိုယုံကြည်သောအဖြစ်အဲ့ဒီအမှန်တရားကြီးကိုလည်းဘုဖုံတို့ဟာယုံကြည်ထားတယ်လက်ခံထားတယ်။ငါချိန်ကုန်လို့ပြတ်သွားပြီဆိုရင်ဇလန်းကရက်သွားမှာမဟုတ်ဘူး။နောက်ထပ်ဇလန်းတစ်ပုတ်ထပ်ပြီးတော့ဆက်ကမှာဟုတ်ပြီနော်။ အဲ့ဒီကတဲ့ဇလန်းမှာလည်းပဲအနှဲငယ်မြလေးကွဲလွဲမှုလေးကိုကြည့်ပြီးတော့ဇလန်းကိုမတူဘူးလို့ပြောလို့မရဘူးဇလန်းရဲ့ကြောရွားတော့အတူတူပဲဘုန်းတို့ဘဝတိုင်းဘဝတိုင်းကခဲ့တဲ့ဇလန်းတွေကိုလူရင်းအနှစ်ချုပ်ဟန်တိတ်မများဘူးမွေးဖွားလာတယ်အိုမင်းရင်ရောတယ်နာကျင်ခက်ခဲမှုမျိုးမျိုးကိုကြုံရတယ်ပြီးတော့ပြတ်သွားတယ်ဒါပဲ လုပ်ငန်းကိုင်ကန်အဆင်ပြေတာမပြေတဲ့တိမ်ပြောလောက်ပါဘူးเนาะမွေးဖွားလာတယ်အိုရတယ်နာရတယ်တေးသွားတယ်ဒါပဲဒီဇလန်းပဲကျွတ်တော့ဟာမယိုးနိုင်မဲနဲ့ဘဝတိုင်းဆက်ကားတယ်ဒါပေမဲ့ကိုကဒီတိုင်းကာနေတာလို့မသိတော့ပြင်းရကောင်းမလဲမသိဘူးယိုးရကောင်းမလဲမသိဘူးဇလန်းကိုလည်းဆန်းတယ်လို့လည်းထင်းနေတယ်တကယ်ကမဆန်းပါဘူးเนาะအဆင်ပြေပြေမပြေပြေ ပြီးဆုံးရင်နဲ့ထားခဲ့ရင်နဲ့ဒီလိုနဲ့တရက်ကန်ကန်သွားနေကြတာဘဝရဲ့အကြောင်းကိုသိတာပညာဟုတ်ပြီဘဝကဘလို့ဖြစ်နေတာတော့အဲ့ဒါကိုအခုအတိပဲဖွင့်တယ်ဘဝပျက်စီးရင်နဲ့ပျက်စီးခြင်းတွေကိုသွားတယ်ပျက်စီးပြီးပြီဆိုတော့လည်းပဲဆက်ပြီးတော့ပြက်ဖို့အတွက်ဖြစ်ပြန်တယ်ဖြစ်တယ်ဆိုတာလကားဖြစ်တယ်မို့ပြက်ဖို့ဖြစ်တာအဲ့ဒါတွေကိုနားလေတာပညာပဲဟုတ်လား အဲ့တော့မြတ်စွာဘုရားကအဲ့လိုဖြစ်ပေါ်နေတဲ့မပြီးနိုင်မဆုံးနိုင်ဒီဖြစ်နေတဲ့ကိစ္စကြီးဟာတကယ်သာမြင်မယ်ဆိုလို့ရှိရင်ရက်ချင်သေးပေါက်ပေါက်ကျွတ်တို့မရက်ချင်သေးဘူးနော်ဆိုတာတကယ်မမြင်သေးလို့ကျွတ်တို့ကမောရတာညီးနေတာအသွားရက်မှမရက်တာနော်ပူတယ်လို့သာညီးနေတာမိသာထဲ့တဲ့ကိစ္စရက်ကိုမရက်ဘူးတို့ကျွတ်တို့တကယ်ပူမှန်းလည်းမသိဘူးတကယ်သွားနေရတယ်လို့လည်းမသိဘူးသွားနေရမှန်းသိရင်မောမှန်းသိမှာ အနည်းဆုံးမရက်ချင်အောင်တော့နားတော့နားခြင်းပါကိုကကျွတ်တော့ရက်ချင်ဖို့မပြောနဲ့နားကိုမနားခြင်းကိုကကိုမုံမလည်းမသိဘူးပမ်းမလည်းမသိဘူးဘွာမြဲသွားနေတာအဲ့ဒါမြတ်စွာဘုရားကဒီယုံတန်တွေဆင်းဆင်းမပြတ်ဖြစ်နေတဲ့ကိစ္စပင်ပန်းတွေဆင်းရဲတွေအေးဒါကို तू ကမြင်တယ်ဘာလို့မြင်တာတော့ဆိုတော့အနိစ္စကိုမြင်ရကနေတစ်ဆင့်မြင်တာအနိစ္စကိုမြင်တာဆိုတော့ပြောရတယ်နော်ပျက်စီးရင်းနဲ့ပျက်စီးခြင်းတွေကိုသွားတယ် အနိစ္စကိုမြင်မှများလို့ရှိရင်ဒါယထာဘုဒ္ဓဉာဏ်ရင့်တန်တဲ့ခေါ်တယ်။ဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်တာပေါ့။အဲ့ဒါမြင်လို့ရှိရင်ယထာဘုဒ္ဓဉာဏ်ရင့်တန်လို့ရှိရင်တော့နိဗ္ဗိဒာဒီဖြစ်စဉ်ကြီးပေါ်မှာပြင်းမုံကြီးငွေ့တယ်ဆိုတဲ့သဘောဖြစ်တယ်။အဲ့ဒီနိဗ္ဗိဒာဉာဏ်ရင့်တန်လာလို့ရှိရင်နော်ဝိရဇလို့ခေါ်တယ်။တမမှုကင်းတယ်ဆိုတဲ့မဉ္ဇဏ်ဟာဖြစ်ပေါ်လာတယ်။အဲ့ဒီမဉ္ဇဏ်ကကိလေသာကိုတတ်နိုင်တယ် ဒီတက်မဲ့မှုကင်းသွားပြီဆိုတော့မှဝီမုတ်တီစိတ်ကဒီဒုက္ခတွေကနေလွတ်သွားတယ်အဲ့ဒီကြာတော့မှတကယ်စစ်မှန်တဲ့ချမ်းသာကိုရတယ်ဒီနေ့အဖြစ်ဒုက္ခနိရောဓဒုက္ခကအဲ့ဒီကျမှချုပ်တယ်ကျုပ်တို့အခုကဒုက္ခဖြစ်နေတယ်ကျုပ်တို့ဒုက္ခရောက်နေလို့ရောက်နေမှမသိဟုတ်လားအဲ့တော့မြတ်စွာဘုရားကသုံးသပ်ပြောတဲ့အနိစ္စကိုသာအမြင်တန်အောင်လုပ်နော်ညင်းငွေတဲ့သဘောဒီနေ့အဖြစ်ရက်ချင်တဲ့သဘောနားချင်တဲ့သဘောဒါလေးတွေဟာ နဲ့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 ဖြစ်ပေါ်လာအလွန်ဖြစ်ခဲတယ်နော်အဲ့လိုမဖြစ်တဲ့အတွက်ကြောင့်ကျွတ်တော့ဟာဘဝပေါ်မှာဤမျိုးစုံနဲ့တွေ့တာတယ်မမောတယ်တွေ့တာမမောတော့ဘဝကထက်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 ပြီးတော့ရလိမ့်မယ်ဖြစ်လိမ့်မယ်အဲ့ဒါနဲ့မဆုံးနိုင်တဲ့ဇလန်းကိုဘုံဘုံတို့ကနေကြတယ်အဲ့ဒါမျိုးဆိုဘုရားပွင့်လာတယ်ဆိုတာအဲ့ဒီဇလန်းကမကောင်းဘူးရက်ပလိုက်ကြဘုရားအတီအလင်းကိုအဲ့ဒီတိုင်ဖြစ်စေခြင်းတဲ့စကားမကြမကြပြောရတယ်နော် ယာဝံရှိတံမေဘိခွေအလံမေဘတပ္ပတင်္ခာရီတုနိဗ္ဗိန္တိတုအလံဝိရိစီတုအလံဝိမုတ်စီတုဒီစကားလေးကခဏခဏတွေ့ရတယ်သင်္ခါရတရားတွေက အလွန်အမင်းညင်းငွေခြင်းကတင့်လာပြီညင်းငွေတဲ့စိတ်ဖြစ်တဲ့နေဒီယုတ်တည်နေတဲ့ဘဝတွေရဲ့အပေါ်မှာတမတ်မှုကင်းတဲ့စိတ်ဖြစ်တဲ့နေဖြစ်အောင်လုပ်ကြဒီယုတ်တည်နေတဲ့ဒုက္ခတွေကနေလွတ်မြောက်အောင်လုပ်ကြ ဒါမဲ့ကျုပ်တို့ကအနိစ္စကိုအမြင်မတန်တဲ့အတွက်ကြောင့်ညီငွေတဲ့စိတ်လဲမဖြစ်မဖြစ်ရေးချမဖြစ်ဟုတ်လားနောက်ကျုပ်တို့ညီငွေတာကျုပ်တို့မဖြစ်ချင်တဲ့ကိစ္စတွေဖြစ်လာလို့ဒါညီငွေတာဟုတ်လားဆွမဲ့မှုกินတဲ့စိတ်ပိုလို့တောင်မဖြစ်ဆွမဲ့မှုမှမกินဘလို့မှမလွတ်မြောက်ဘူးချမ်းသာအစ်စ်ကိုမရဘူးတနည်းအားဖြင့်ဒုက္ခမငြိမ်းဘူးဟုတ်လားအဲ့တော့ကျုပ်တို့က သာသနာမှာမြတ်စွာဘုရားရဲ့အဆုံးအမအဓိကလိုရင်းကအဲဒါပဲဘဝကလွတ်စေခြင်းတာသို့တော့ဘဝကလွတ်မြောက်ခြင်းနဲ့စိတ်ပေါက်ဖို့ဆိုတာတုံတုံညံတက်ခံနဲ့မလာဘူးမရနိုင်ဘူးအဲ့တော့လူတိုင်းရဲ့ပုံမှာအဲ့ဒါလိုမျှော်လင့်လို့မဖြစ်နိုင်ဘူးအခုပြောနေတဲ့လူကိုယ်တိုင်းမှာကိုယ်ကလည်းပဲအဲ့ဒီစိတ်ကပြင်းပြင်းထန်ထန်ရှိတာမဟုတ်ဘူးဒါပေမဲ့မြတ်စွာဘုရားပွင့်လာတယ်ဆိုတာအဓိကဒါကိုပြောခြင်းတာဆိုတာကြီးကိုတိတိကြီးနဲ့ဖို့ဖို့နှုတ်တဲ့တွေဟာ ဒီဥစ္စာကိုကြဲကြဲလောင်လောင်မပြောဘဲမနေသင့်ကြဲကြဲလောင်လောင်ပြောကိုပြောရမယ်ဒီသစ္စာလေးပါးကိုသိလို့ဘဝဆင်းရဲတယ်ဆိုတဲ့အခြေအနေမှာကိုတကယ်သိလို့ဘဝပေါ်မှာမမုန်းမှုကင်းပြီးတော့လွတ်မြောက်မှုချမ်းသာကိုနော်ရသွားတာအဲ့ဒါကြောင့်ဖျားဖြစ်သွားတယ်မြတ်စွာဘုရားဆိုအဲ့ဒါကိုသိသိချင်းလို့ပဲဖျားဖြစ်အောင်လုပ်ခဲ့တာတကယ်ကဘဝထဲမှာကြီးပွားဖို့ဘဝထဲမှာချမ်းသာဖို့ဘဝတွေတဘဝပြီးတော့ဘဝပူ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 ကောင်းတဲ့ဘဝတွေရဖို့အတွက်မြတ်စွာဘုရားအဲ့လိုတရားတွေမဟောဘူးမဟုတ်ဘူးဟောတယ် ဟောပါတယ်အဲ့ဒါလေးလေအများကြီးဟောတယ်ဒါပေမဲ့တကယ်အဓိကလူရင်းကတော့စောစောကပြောခဲ့တဲ့ဘုရားလွတ်မြောက်ဖို့အတွက်ပဲဟောတာပုပုံမြတ်စွာဘုရားဟောတဲ့ဒေသနာတွေမူရင်းနှုတ်ကပတ်တော်တွေအများကြီးလေ့လာကြည့်အဲ့ဒါတွေပဲအဓိကပြောတာဟုတ်လားအဲ့တော့ကျွတ်တော့ကညာကနုနယ်သေးတဲ့အခါကျတော့ဘဝမလွတ်ချင်ဘဝကိုပဲတန်ရောစင်တွေ့ပြီးတော့ဘဝကိုပဲတမက်မောမောနဲ့ ဘဝအပေါ်မှာပဲတမဲမုံမုံနဲ့နေနေတာအဲ့တော့ဘဝရမှာပေါ့အဲ့လိုတမဲမုံမုံနေကြလို့လည်းအခုရနေတာအေးရပြီဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်ကိုသတိပေးထားနင်းလိုချင်လို့ရထားတဲ့ကိစ္စဒုက္ခဖြစ်လာမှဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်ပြောမနေနဲ့ဟုတ်လားနော်ဘဝမှာဒုက္ခဖြစ်တယ်ဆိုတာဘဝရလို့ဒုက္ခဖြစ်တာတကယ်တမ်းကကျန်တဲ့အကြောင်းတရားတွေဆိုတာပဓာနာကြတဲ့အကြောင်းတရားမဟုတ်ဘူး ော့စိတ်ဆင်းရဲရတယ်ဆိုရင်လည်းဘဝဖြစ်လို့စိတ်ဆင်းရဲရတာလို့မြင်စေခြင်းယောဂါတွေဖြစ်တယ်ဆိုရင်လည်းဘဝဖြစ်လို့ယောဂါတွေဖြစ်ရမချင်းမတည့်တဲ့လူနဲ့အတူနေရရင်လည်းဘဝဖြစ်လို့မချင်းမတည့်တဲ့လူနဲ့အတူနေရတာချစ်တဲ့လူနဲ့ကိုယ်ရတယ်ဆိုရင်လည်းဘဝဖြစ်လို့ချစ်တဲ့လူနဲ့ကိုယ်ရတယ်လို့အဲလိုဘဝဖြစ်ခြင်းဒီဒုက္ခအလုံးရဲ့အခြေခံကြောင်းတရားလို့ကျွတ်တို့မြင်တတ်ဖို့လိုတယ်ဖေကအတီးလဲဟောထားတာပဲလေဇာတိပိစီယဆရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတံမွန်တိ နော်ဒုက္ခတွေအကုန်လုံးကလူရလို့ဖြစ်လာလို့ဒုက္ခတွေတွေ့ရလူကဘာလို့ဖြစ်တာတုံးဆိုတော့ဖြစ်ရတဲ့အခြေအနေကိုမကောင်းမှမသိတဲ့တို့ကြောင့်ဖြစ်ချင်းနေလို့ကိုဖြစ်တာပဲရိုးရိုးလေးတရားဆိုတာဟုတ်လားအဲ့တော့ကျွန်တော်ကအဲ့ဒါတွေကိုနားလဲရမယ်အဲ့ဒါနားလဲအဲ့ဒါပညာပဲအဲ့လိုဆိုရင်တရားကအ ਨੇ ဆုံးတော့နှစ်ပိုင်းလောက်တော့နားလဲမှရမယ်ဘဝထဲမှာအရှင်ပြေအောင်လုပ်တဲ့နေ့ဘဝကနေလွတ်မြောက်အောင်လုပ်တဲ့နေ့ နော်ဒီဥစ္စာလေးနှစ်ခု နားလည်ရမယ်တို့လိုရင်းလေးဖုံဖုံပြောမယ်ဟိုတနေ့ကလည်းဒါလေးကိုပြောလိုက်တယ်စိတ်ထဲမှာအလုံးလေးကြည်နက်တယ်ကျွတို့ကဉာဏ်ပညာလေးကနှုံနေသေးတဲ့အတွက်ကြောင့်ဘဝလွတ်ချင်တဲ့စိတ်ကတိတ်ပြင်းပြင်းထန်ထန်မဖြစ်သေးဘူးမဖြစ်သေးတဲ့အတွက်ကြောင့်ဘဝလေးကျင်းလျာအောင်ပါဒီဘဝကိုလည်းဖြတ်တန်းရအောင်ပါဒီဘဝပြီးရင်လည်းနောက်ဘဝပေါင်းများစွာဖြတ်တန်းရအောင်ပါဒီအခြေအနေနဲ့ဆိုရင်တော့လေအဲ့လိုဖြတ်တန်းရမယ်ဆိုလို့ရှိရင်တော့ကျွတို့ကောင်းကောင်းမွန်မွန်လေးဖြတ်တန်းရမှအဆင်ပြေမှာပေါ့ တော့စင်စင်ရဲပင်ပင်ပမကြီးဖြတ်သန်းရတာနဲ့ဆိုင်ချမ်းချမ်းသာသာဖြတ်သန်းရတာကပို့ပြီးတော့ကောင်းတာပေါ့ဟုတ်လားအဲ့ဒါဘဝထဲမှာအဆင်ပြေခြင်းလေနော်အဲ့လိုဆိုလို့ရှိရင်ဘုန်းဘုရားဘာအာကိုမလို့ဘဝလွတ်မြောက်ဖို့အတွက်သိစိတ်ဝင်စားစီဘူးဆိုရင်ပေါ့လေအဲ့ဒါဆိုရင်ဘုန်းဘုရားဘာအာကိုမလို့ဆိုလို့ရှိရင် စိတ်ကောင်းနှလုံးကောင်းလေးဖြစ်အောင်လုပ်စိတ်ကောင်းနှလုံးကောင်းလေးကို အာကိုစိတ်ကောင်းနှလုံးကောင်းဆိုတာ ကောင်းမွန်တဲ့စေတနာကောင်းမွန်တဲ့ကံတရားကိုရည်ရွယ်ပြောတာကျွတ်ို့မှာစေတနာဆိုတဲ့ကံတရားတွေကသိုးတဲ့စေတနာတွေလည်းဖြစ်တယ်ကောင်းတဲ့စေတနာတွေလည်းဖြစ်တယ်အဲ့ဒါသိုးတဲ့စေတနာတွေကတော့ကျွတ်တို့အလွန်ကြောက်ရွံ့တဲ့ယွံမုန်းတဲ့ဒုက္ခတွေကိုပဲပေးမှာကောင်းတဲ့စေတနာတွေကတော့ကျွတ်တို့အခုအလွန်မဲ့နေတဲ့ကျွတ်တို့အလွန်တန်ဖိုးထားတဲ့ကောင်းမြတ်မှုချမ်းသာတွေကိုပေးမှာ အဲ့တော့ဘဝထဲမှာအရှင်းပြင်းနေတဲ့ဆိုရင်ဘုံဘုံတို့ကောင်းတဲ့ကံလို့ဆိုတဲ့စေတနာကောင်းလေးတနည်းအားဖြင့်နားလည်လို့တဲ့ဝါဒနဲ့ပြောရရင်စိတ်ကောင်းနှလုံးကောင်းလေးကိုအားကိုးရမယ်။ကောင်းတဲ့စိတ်ကလေးထား။အဲ့ဒါတန်လျာမှာနော်ချမ်းချမ်းသာသာလေးသွားရမယ်ပေါ့။ကောင်းတဲ့စိတ်ကလေးထား။အဲ့တော့ကောင်းတဲ့စိတ်ကလေးဖြစ်ဖို့အတွက်အဲတဆင့်တက်ပြီးတော့ပြောရရင်မေတ္တာတရားလေးကိုအားကိုးမေတ္တာစိတ်ကောင်းနှလုံးကောင်းတွေထဲမှာ အလွန်မှအရည်အသွေးမြင့်တဲ့သဘာဝတရားကြီးတို့ပါနော်လောကီကောင်းကျိုးချမ်းသာတွေကိုပေးတတ်တဲ့ကံတရားတွေထဲမှာမေတ္တာကံဟာအထွတ်ထိပ်ပဲအမြင့်မားဆုံးပဲမေတ္တာရဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အစွမ်းတတ္တိတွေကိုဘုရားကလွဲလို့ဘယ်သူမှအပြည့်ဆုံးမသိနိုင်အဲ့ဒါမြတ်စွာဘုရားကိုယ်တော်နဲ့ဟောထားမေတ္တာနဲ့နော်ဘဝမှာအဆင်ပြေအောင်ဘုန်းဘုန်းတို့နေနိုင်ရမယ်နေတဲ့ရမယ် မေတ္တာကိုအားကိုးလို့ရှိရင်ဘဝမှာအဆင်ပြေမယ်ကျွတ်တော့ဘဝမှာမလွတ်ချင်သေးတာကိုဒါပေမဲ့ကျွတ်တို့ရဲ့ညံကရက်နေမယ်လို့တော့မထင်ဘူးနော်တဖြည်းဖြည်းနဲ့ဉာဏ်ပညာမြင့်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 လာအဲ့လိုဉာဏ်ပညာမြင့်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 လာရင်ကျွတ်တို့ကအော်ဘဝလွတ်မှသာလေဒုက္ခနိရောဓဒုက္ခချုပ်မှပါလားဆိုတဲ့အသည့်ကလေးတနေ့မှရနိုင်ကောင်းနေပါတော့အဲ့လိုရလာပြီဆိုလို့ရှိရင်တော့ဘဝကလွတ်မြောက်အောင် ဘုံတို့ဘာကိုအားကိုမလဲအဲ့ဒါဆိုရင်တော့ပညာကိုအားကိုနော်လူရင်းလေးကိုပြောတယ်နော်ဘွာထဲမှာအရှင်ပြေဖို့ဆိုရင်စိတ်ကောင်းနှလုံးကောင်းလေးကိုအားကိုကောင်းတဲ့ကံပေါ့လေနော်ဘဝဒုက္ခတွေလုံးဝချုပ်သွားဖို့ဆိုရင်တော့ပညာကိုအားကိုဉာဏ်ကိုအားကိုအသုံးများတဲ့ဟောရတာနဲ့ပြောရရင်တော့ဘဝရဲ့အရှင်ပြေခြင်းတော့ကောင်းကံလေးကိုအားကိုနော် ဘဝဒုက္ခတွေငြိမ်းချမိဟေးဆိုရင်တော့ညံဟောအကိုဟုတ်လားတကယ်တမ်းကကျွတ်တော့မမြင်လို့သာမမြင်တာတကယ်ဖြစ်နေတာကြီးကဆင်းရဲကြီးပဲနော်အဲ့ဒီမြင်တဲ့ပညာကဟိုဘဝဒုက္ခတွေကနေပြီးတော့ထုတ်ဆောင်သွားမယ်ဘဝဒုက္ခတွေကိုဏီကုံးချုပ်သွားစေမယ်အစွမ်းနဲ့ရှိတာမဟုတ်ဘူးဘဝထဲမှာလည်းသူကအလွန်ကောင်းမွန်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်သေးတယ်ဒါကြောင့်ဝေလမတုတ်တာမှာ ဒါနာမျိုးစုံနဲ့တရဏဂုံဆိုတဲ့ကုသိုလ်ကပုံမြတ်တယ်မြတ်တယ်ဆိုတာတော့ဘာကိုကြည့်ပြောအောင်ဆိုတော့အကျိုးပေးကြီးကျယ်တာကိုကြည့်ပြောတာဣဒံတရောမဟာဖလံဒီစကလုံးလေးဣဒံတရောမဟာဖလံဒီဒါနာကုသိုလ်ထက်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့စွန့်ရည်တတိကိုသိမြင်ပြီးတော့ဒုက္ခငြိမ်းဖို့ဆိုရင်တော့ငါဒါဟုပဲအာကုမယ်ဆိုတဲ့မွန်မြတ်တဲ့စိတ်နဲ့မှန်ကန်တဲ့စိတ်နဲ့ယတနာမြတ်သုံးပါးကိုအာကုအာရာပြုတ်လိုက်တဲ့အနေထားလေးခန့် ဒါနကုတုထက်သာလွန်ပြီးတော့အကျိုးပေးကြီးကျယ်တယ်လို့ပြောတာဣဒံတတော်မှာဖလားအဲ့ဒီတရဏဂုံထက်၅ပါးသီလဆောင်ထင်ခြင်းကသာလွန်ပြီးတော့အကျိုးပေးကြီးကျယ်အဲ့ဒီ၅ပါးသီလထက်သောတော်ကပြောခဲ့တဲ့မေတ္တာတတ္တဝါတွေပေါ်မှာချမ်းသာစေခြင်းလားအလွန်ငြိမ်းအေးတဲ့အလွန်အဆင့်အတန်းမြင့်တဲ့စိတ်သဘာဝလေးပေါ့ကျွတ်တို့ရဲ့ယုံညံ့တဲ့စိတ်တွေဟာပတ်ဝန်းကျင်ဟာတတ္တဝါတွေလူတွေရဲ့ပုံမှာပဲဖြစ်ကြတာ အဲ့လိုပဲမြင်မာတဲ့စိတ်ကလည်းပဝန်းကျင်ကလူတွေတတ္တဝါတွေကိုပဲအကြောင်းပြုပြီးတော့ဖြစ်လို့ရတယ်အဲ့ဒါဖြစ်အောင်ဘယ်လိုလုပ်မလို့ဆိုရင်မေတ္တာကရုဏာမုဒိတာဥပေက္ခတတ္တဝါတွေကိုချမ်းသာစေခြင်းတည်းတတ္တဝါတွေကိုဒုက္ခငြိမ်းစေခြင်းတည်းနော်တတ္တဝါတွေအဆင်ပြေတာကိုဝမ်းမြောက်နိုင်နေတတ္တဝါတွေအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေကိုယ်စိတ်မှာတုံ့လုံးမှုမရှိအောင် ဒါငါဘာမှတက်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ဒါသူတို့လှုပ်ထားတဲ့အလို့ရဲ့အကျိုးရလဖះတောင်တားလို့မရဘူးဆိုတဲ့မှန်ကန်တဲ့အမြင်နဲ့သူတို့ဆင်းရဲသည်ဖြစ်စီချမ်းသာသည်ဖြစ်စီအဲ့ဒီကိစ္စကိုယ့်စိတ်ကိုမတုံလှုပ်စေဘူး။မြင့်မြတ်တဲ့ဉာဏ်ပညာနဲ့လိလူရှုနိုင်တာဥပေက္ခလို့ခေါ်။အဲ့ဒီမေတ္တာကရုဏာမုဒိတာဥပေက္ခအလွန်မြင့်မြတ်တဲ့နေခြင်းနေ။ဟုတ်လား။အဲ့ဒါငါးပါးသီလထဲအဲ့ဒီမေတ္တာကတာလွန်ပြီးတော့အကျိုးပေးကြည့်အေးတဲ့။ အဲ့ဒီမေတ္တာထက်ဘယ်သူကတာလွန်ပြီးတော့အကျိုးပေးကြီးတုံဆိုတော့အနိစ္စတင်ညာတဲ့စောစောကကျုပ်ပြောခဲ့တယ်နော်စစရင်ပြောလိုက်တာနော်အတွေ့အကြုံအသည့်တွေကိုတွေ့ရင်ကြုံရင်နဲ့သူ့ကိုတောက်လျှောက်ထားခဲ့ပြီးတော့နောက်ထပ်အတွေ့အကြုံအသည့်တစ်ခုကိုတောက်လျှောက်ယူတာနော်မြင်အောင်ကြည့်တောက်လျှောက်ဖြစ်တာနော်ဖြစ်ပြီးရင်အဲ့ဒီဥစ္စာရှိတော့တာမဟုတ်ဘူးကျုပ်ကမပိုင်းဖြတ်နိုင်ဘူးညာကအဲ့ဒါရန်တတိကောင်းစူးစမ်းပိုင်းဖြတ်နိုင်တယ် အဲ့လိုနဲ့ကျုပ်တို့အကုန်လုံးပြောက်ွယ်သွားကြမှာပဲနောက်ထပ်ပြောက်ွယ်စရာတွေထပ်ဖြစ်မှာဘာပဲဖြစ်ဖြစ်အကုန်လုံးဟာပြောက်ွယ်သွားမှာငကောကဖြစ်ခဲ့တာတွေအကုန်လုံးဟာပြီးသွားကြတယ်နောင်ဖြစ်မဲ့အရာတွေဟာလည်းပြီးသွားကြလိမ့်ဦးမယ်အခုဖြစ်နေတာလည်းပြီးနေစေပဲအဲ့ဒီအနေဆာကိုစိတ်ထဲကအမတ်ရအနေဆာတင်ညာအဲ့ဒီအနေဆာတင်ညာကမေတ္တာထက်သာလွန်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်ဣဒံတတော်မာဖလန်ဟုတ်ပြီနော် အဲ့တော့ဘဝထဲမှာအရှင်ပြေဖို့ဆိုရင်တော့ဘုံတို့ကကံကောင်းအောင်ကြိုးစားရမယ်နော်ကံကောင်းအောင်ကြိုးစားရမယ်ဆိုရင်ဘာလုပ်ရမလဲတော့ပြမဝိဟာရတရားနဲ့နေရမယ်သူတိဖြင့်မေတ္တာနဲ့နေနေအောင်ကြိုးစားမေတ္တာအလုံးဖြူစင်တဲ့စိတ်ကောင်းနှလုံးကောင်းလေးပဲသူများပေါ်ချမ်းသာသိခြင်းနဲ့ဘာကိစ္စနဲ့မုံတီးနေမှာတော့ဘာကိစ္စနဲ့စိတ်တိုင်းမကြဖြစ်နေမှာတော့လူကဒေါသဖြစ်တယ်ဆိုတာကိုယ့်ကိုယ်ကိုရှုံ့မြိုက်တာပဲနော်ခက်တာက ကိုကသူ့ကိုမုံနေသူ့ကိုစိတ်တိုင်းမကြဘူးဆိုရင်ကိုစိတ်တိုင်းမကြရည်ရသူ့ကိုဆင်းရဲသွားစေမယ်လို့ကိုကထင်နေတာသူ့ကိုပဲကိုကဆင်းရဲစေခြင်းနေတယ်ပေါ့နော်သူ့ကိုဆင်းရဲစေခြင်းဒါ तू ကဆင်းရဲခြင်းမှာဆင်းရဲမှာသိရင်တော့နည်းနည်းတော့ဆင်းရဲခြင်းဆင်းမှာအောင်ငါဒီလိုကမုံနေတယ်ဆိုရင်တော့ဘယ်ကောင်းမှာလို့နော်ဒါပေမဲ့သေချာတာကတော့ကိုရဲ့အမုံတရားကိုကိုပဲဘာလို့တာတော့လောင်မြိုက်တာကိုကိုပဲနှိပ်ဆက်ဘာလို့အဲ့ဒီစိတ်ကြီးနေနေမလဲအဲ့ဒါအလွန်ယုံညံ့တဲ့စိတ်ဟုတ်လား ဲ့ဒီဥစ္စာကဘာတွေကိုကောင်းတဲ့ပုံမှန်တော့ကြမ်းတဲ့စကားတွေပြောမယ်ခံရခက်တဲ့စကားတွေပြောမယ်ဒုက္ခရောက်စေတဲ့အလုပ်တွေကိုပဲလုပ်မယ်ပိုးပြီးတော့ဆိုးရတဲ့အနေအထားကိုပဲဥတည်သွားမယ်နော်မေတ္တာရဲ့ဆန့်ကျင်ဘက်ဟာအလွန်အမရုံညံ့တယ်ပေါ့နော်ဒါကြောင့်မေတ္တာတရားနဲ့နေလို့ရှိရင်ဘဝထဲမှာအဆင်ပြေမှာပဲနောက်ထပ်အလွန်ကောင်းတဲ့ဘဝတွေလည်းရမှာပဲသူရဲ့အာအလွန်ကြီးတဲ့အတွက်ကြောင့်ဘဝတွေထဲမှာအကောင်းဆုံးလို့ဆိုတဲ့ပြမဘဝတော့ပို့နိုင်တယ်လို့မြတ်စွာဘုရားအဲ့လိုဟောထားတယ်ဟုတ်လား ညံထက်လာလို့ဘဝကိုဒုက္ခလို့မြင်လာလို့ဒီဒုက္ခတွေငြိမ့်ငြိမ့်ပြီးဟေးဆိုရင်တော့ဘာကိုအာကုန်မလို့ပညာကိုအာကုန်မယ်ပညာအထိမှီအောင်လိုက်နိုင်မယ်ဆိုရင်တော့ကောင်းတာပေါ့နော်မြ мян ငြိမ့်သွားတာပေါ့တန်တရားလဲဆိုတာကသိစိတ်ချတာမဟုတ်ဘူးလေအခုကောင်းတဲ့လူနဲ့တွေ့လို့မိကောင်းရွှေကောင်းနဲ့တွေ့လို့အခုစိတ်ကောင်းနှလုံးကောင်းလေးထွန်းမလို့တော်ကြမေယုံမှာရွှေယုံမှာနဲ့တွေ့ရင်ညံဖြစ်တာတွေဖြစ်ပြီးတော့ထိုးကြသွားနိုင်တာပဲ တတ္တဝါတူတယောက်စီရဲ့ဘဝတန်တရားဆိုတာယုံညံ့တဲ့ဘဝတွေကိုဖြတ်သန်းရတဲ့အနေထားသာတဲ့အများစုပါတကယ်ကဟုတ်လားဘဝလွတ်ချင်စိတ်ပေါက်အောင်ကြိုးစားတာကတကယ်တမ်းကအကောင်းဆုံးပဲသို့တော့ညံတုံးသေးလို့ညံနေသေးလို့မလွတ်ချင်သေးဘူးဘဝတဏ္ဍာသိပ်အာကြီးနေတယ်ဆိုလို့ရှိရင်တော့ဘဝထဲမှာအဆင်ပြေအောင်ကြိုးစားဟုတ်လားဘာနဲ့ကြိုးစားမှာလဲမေတ္တာနဲ့ကြိုးစားဒါလူရင်းကိုပြောတာနော်အဲ့လိုဆိုရင်ဘဝထဲမှာအဆင်ပြေဖို့မေတ္တာတရားကိုလက်ကင်ထားမယ် ဘဝဒုက္ခတွေချုပ်ငင်းဖို့အတွက်ဉာဏ်ပညာတရားကိုလက်ကင်ထားမယ်ဆိုတဲ့ဒီစိတ်ကလေးဒီအမှန်မြင်မှုကလေးကိုဘုံဘုံတို့ကိုယ်တန်တန်မှာရှိအောင်ကြိုးစားမယ်ဒါသီးပင်နဲ့ပါလေပညာကုတို့ပဲနော်အဲ့တော့အချိန်လေးကတော့တူတူလေးပဲအဲ့လိုဆိုလို့ရှိရင်ဘုံဘုံတို့မေတ္တာတရားပညာတရားလက်ကင်ထားပြီးတော့ဘဝထဲမှာလည်းပဲချမ်းသာအောင်နေနိုင်ကြတဲ့နောက်ဆုံးဘဝဒုက္ခတွေကလွတ်မြောက်အောင်ကြိုးစားရုန်းကန်နိုင်ကြတဲ့ သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွန့်တက်တဲ့ကြောင့်ဖရာတပည့်တော်တို့ဒီမညံပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပေးရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရသတည်း